Hello အားလုံးပဲမြင်ကြတော့ပါ United ရှိဦးကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေမှာ Marcus Rashford နဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်ပြောကြည့်အောင်ပါ။ဆိုတော့ဒါ Samuel Letzka ရဲ့ဖော်ပြချက်အရဆိုလို့ရှိရင်တော့ United ကပေါ့နော် Marcus Rashford ကိုကျွန်တော်ဒါရောင်းချဖို့နဲ့ Rashford ကိုအသင်းမှာ ပြန်ပြီးတော့အသုံးပြုဖို့မရှိဘူးပေါ့နော်။ဒါအပြင်ပြည်တွင်းကလပ်တွေကိုလည်းကျွန်တော်တို့ကမရောင်းလို့ဘူး။ဆိုတော့ အင်္ဂလန်ပြည်ပကတခြားကလပ်အသင်းတွေကိုပဲ market stretch ဖို့ကိုရောင်းချလိုတယ်ပေါ့ဗျာ။ရာဒီယိုပြင်ဆင်မှုအတွက်တော့ Manchester United ကနောက်လာတဲ့မှာပြန်လည်ပူးပေါင်းနိုင်ကြဒီကစားမနဲ့ရှိပြီးတော့မနစ်ကပါနော်။ Sancho ရဲ့အခြေအနေနဲ့ခက်ဆင်ဆင်တူညီနိုင်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ဆိုတော့ရာဒီယိုပြင်ဆင်မှုတွေမှာတော့ကစားမကိုထဲကောင်းထဲလာနိုင်တယ်။အဲပြီးလို့ရှိရင်တော့ကျွန်တော်ရောင်းချမယ်ဆိုတဲ့သဘောမျိုးပေါ့။ Rashford နဲ့နီးစက်တဲ့တရင်ချင်းမြစ်တွေအရာဆိုလို့ရှိရင်ကစားမကတပတ်ကိုသူလက်ရှိရနေတဲ့ပေါင်3,200ကိုရှော့ယူဖို့အတွက်ဆန္ဒမရှိဘူးပေါ့နော် အော်ဒီကိစ္စကိုလည်းခိုင်ခိုင်မာမာပြောထားပြီးတော့အဲ့ဒီအချက်ကြောင့်နေပဲနွေရာသီပြောင်းရွှေ့မှာသူ့ကိုခေါ်ဖို့စိတ်ဝင်စားတဲ့အသင်းအစီအတွက်ကတအားကိုနဲလာနိုင်နေပေါ့နော် Telegraph ရဲ့ဖော်ပြမှုတစ်ခုဆိုလို့ရှိရင် United အနေနဲ့ Marcus Rashford ကိုပေါင်သန်း40နဲ့ရောင်းချသွားနိုင်တယ် Rashford ကလာမယ့်ရာသီမှာ Champions League မှာဆက်ပြီးတော့ကစားကျင်တယ်ဒါပေမဲ့လည်းပေါ့နော်သူ့ကိုလိုချင်တဲ့တခြားအသင်းကြီးတွေထဲမှာဟိုတိတ်ပြီးတော့မရှိဘူးပေါ့နော် ဟိုဒါအပြင် Champions League ဝင်ခွင့်ရခဲ့မယ်ဆိုလို့ရှိရင်လည်းအတင်းပြောင်းဖို့နဲ့ပတ်သက်ပြီးတော့ Aston Villa တို့ဘာလို့ကိုသူတိတ်ပြီးတော့ဦးစားပေးရွေးချယ်ဖို့မရှိဘူးပေါ့ဗျာ Chris Villa ကတော့ဟိုဘယ်လိုပြောမလဲ Rashford ကိုအပြည့်အသက်ရောင်းချဖို့အတွက်တင့်တော်တဲ့အတင်းမတွေးခဲ့ဘူးဆိုလို့ရှိရင်တော့နောက်ထပ်တရားဒီအငှားချတာမျိုးလည်းဖြစ်သွားနိုင်တယ်ဆိုပြီးတော့ပြောထားတယ်ဒါဟာ Rashford နဲ့ပတ်သက်လို့ကျွန်တော်တို့ဒါ Journalist Reporter တွေကအကုန်ဖော်ပြထားတဲ့သတင်းတွေနောက်ဆုံးရကျွန်တော်တို့ပေါ့နော်ဒါစုပြီးတော့ပြောထားတာဆိုတော့တကယ်တော့အကုန်ခြုံကြည့်ရမယ်ဆိုလို့ရှိရင် ထုံးတဲ့အတိုင်းပဲပြီးခဲ့တဲ့ဇန်နဝါရီကလိုပါပဲ market stretch ဘူးကိုဘယ်အတင်းထင်ငါတို့လက်လွတ်မှာလဲဆိုတာကြီးကအတင်းတွေကအခက်ခဲဖြစ်နေတော့မယ်အဓိကကတော့သူ့ရဲ့တပတ်3သိန်း2000ခွဲဆိုတဲ့လစာကတအားစကားပြောတယ်ဗောနော်ဒါကြောင့်ပြောတာ Manchester United ဘက်ကကစားမားတွေကိုလက်လွတ်ချင်နေဆိုရင်အမြဲတမ်းအခက်တွေ့ရတယ်ဒါဟာလောကလစာတွေပြဿနာတွေကြောင့်ဆိုတာအခုချိန်ကြီးကျွန်တော်မှန်နေတော့မယ် Rashford ကိုခုလက်ရှိကျွန်တော်တို့ဗျာကစားမားပြဿနာတော့ကြီးတယ်ဗျာနှစ်ချက်ရှိတယ်သူ့ကိုရောင်းဖို့ခက်တယ်တယ်မှာနံပါတ်1က ဒီကစားမကကျွန်တော်တို့သူ့ရဲ့တပတ်သုံးသိန်း2000ခွဲလာတာကိုရှော့မယူခြင်းဘူး။နံပါတ်1ကကစားမကချန်ပီယံစလိကစားခြင်းနဲ့။ဆိုတော့အဲ့တော့အကယ်လို့မြန်ပေါ့နော်အက်စတူမီလာကလည်းတပတ်ကိုသုံးသိန်း2000ခွဲပေးနိုင်တယ်။ချန်ပီယံစလိလည်းကစားရတယ်ဆိုလို့ရှိရင်တောင်မှတခြားကလပ်တင်တစ်ခုချန်ပီယံစလိဝင်ခွင့်ရလို့သူ့ကိုကန့်လန့်ခဲ့မယ်ဆိုရင်အက်စတူမီလာကိုဦးစားပေးမယွေးခြင်းဘူးဆိုတဲ့သဘောမျိုး။အက်စတိုမီလာထက်ပိုကောင်းတဲ့အသင်းလေးဖြစ်ရမယ်တပတ်ကို3000ခွဲလေးပြီးနိုင်ရမယ်ချန်ပီယံစ်လိဝင်ခွင့်လေးရရမယ်ပေါ့ဒီတည်းမှာအဲ့လိုမျိုးဖြစ်နေ ဆိုတော့ဟိုအဲ့လိုဆိုမှတော့ဗျာအဲ့လိုအသင်းမျိုးကတော့မင်းထက်ပူကောင်းတဲ့ကစားမှပဲခေါ်တော့မှာပေါ့တပတ်ကို3သိန်း2000ကျွဲပေးရမယ်တူတူမင်းတို့ကစားမှပဲခေါ်တော့မလို့ဟုတ်တယ်မင်းထက်အများကြီးပူကောင်းတဲ့ကစားမှကိုခေါ်တော့မှာပေါ့အဲ့လောက်တောင်လာတာပေးစီရလူချင်းမှလူမှာဗျာဟုတ်တယ်မလားနောက်တစ်ယောက် rush pool လူကစားမတွေရဲ့အပြောင်းရွှေ့ကရောင်ပီရောင်ပီနဲ့ပဲနောက်ရာဒီမှာအသင်းမှမြန်ဆက်ပြီးတော့မြင်အောင်မလားပေါ့နော်ပြောလို့မရဘူးနော်ဟေးအဲ့မလုံးနေလို့နော်ပြောလို့မရအောင်ဘာလို့လဲဆိုတော့ အပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင်ကိုရီအသင်းကအလုတ်လုတာညံ့နေဗျလူခေါ်တာပဲဖြစ်ဖြစ်လူရောင်းတာပဲဖြစ်ဖြစ်ပေါ့နော်အဲပြီးရင်လည်းပဲကျွန်တော်တို့ကရာသီကြိုးခြေတန်းပွဲစဉ်တွေဘာတွေမှာဒီကောင်ကြီးပြန်ရောက်လာမှာပဲတည်ကြပေါ့ကတော့နောက်လာဆိုရင်ကိုပဲစပြီလေရာသီကြိုးခြေတန်းပွဲစဉ်တွေကကစားမကြီးလည်းတိတ်နားရတယ်လို့တော့မရှိပါဘူးဒါပေမဲ့လို့ကတော့ဘယ်လိုပြောမလဲ Rashford ကိုရောင်းချဖို့ကတော့ခိုင်းနေတယ်ဒါတော့မှနော်ကိုရီက Rashford ကိုဝယ်ထားတာမဟုတ်ဘူး Academy ကနေထွက်လာပြီးတော့လကားရထားတဲ့ကစားမကိုတန်း၄၀လောက်နဲ့ပဲကျွန်တော်တို့ကပြန်ရောင်းခြင်းတာတန်း၄၀ကတော့တန်ပါတယ်ဟုတ်တယ်မနော်ဒီရာသီမှာ ဘာမှမဟုတ်တဲ့ကစားမတွေတော့မှဈေးအများကြီးပြနေရတဲ့အချိန်မှာ Rashford လိုအတွေ့အကြုံရှိကစားမတစ်ယောက်သိတယ်မနော်ဥရောပအတွေ့အကြုံရှိကစားမတစ်ယောက်နော် highest level မှာအမြဲတမ်းကစားနေတဲ့ player တစ်ယောက်လည်းတန်းလေးစီဆိုတာကကိုယ်ဒီအလုပ်လုပ်တက်လို့ရှိရင်တန်တယ်ဗျာသို့တော်လည်းပဲဘယ်အသင်းကခေါ်မလဲပေါ့ Aston Villa ကအခုချိန်ထိ Marcus Rashford နဲ့ပတ်သက်လို့တကယ်ခေါ်ပါမယ်ဆိုတဲ့သတင်းတွေမထွက်သေးဘူးအဓိကတော့ဗျာအငှားခေါ်တဲ့ကစားမနှစ်ယောက်ကိုကျွန်တော်ရှင်းကြည့်လိုက် Marcus Asensio နဲ့ Marcus Rashford ဒီနှစ်ယောက်ကိုကျွန်တော်ရှင်းကြည့်လိုက် အက်စတွန်ဗီလာအတွက်ဘသူကပို့ပြီးတော့အကျိုးပြုနိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ်။ Ascensio ကပို့ပြီးတော့အကျိုးပြုနိုင်ခဲ့တာနံပါတ်10လို့လည်းကစားလို့ရတယ်။ Right wing ကဖြစ်လည်းကျွန်တော်ကစားလို့ရတယ်။အကယ်လို့ Morgan Rodriguez ကိုကျွန်တော်တို့နံပါတ်10လို့ကစားခြင်းနေဆိုရင်တောင်မန်ကို Marcos Ascensio ကိုတွားကစားလို့ရတယ်။ Champions League အတွေ့အကြုံရှိတဲ့ကစားမှာနော်ပြင်သစ်လီဂူမှာလည်းကစားဖို့တယ်။အခုလက်ရှိအင်္ဂလန်မှာလည်းကစားဖို့တယ်။စပိန်မှာလည်းကစားဖို့တယ်။ဒါပေမဲ့ Marcus Switch ကိုကျတော့အကန့်အသတ်တွေဖြစ်သွားပြီ။ဟုတ်တယ်မလားနော်ဆိုတော့ Ascensio အသက်ဘယ်လောက်နေတော့မသိဘူးပေါ့လေ။ဆိုတော့ပြောရလို့ရှိရင်အကယ်လို့ခေါ်မေဆိုရင်ဗျာ ကိုအသင်းမှာရှိတုန်းကလည်းအများကြီးအကျိုးပြုနိုင်ခဲ့တဲ့တန်အူလောက်ခလာစာနဲ့ပေါ့နော်ကျွန်တော်တို့ကုန်ကြစိတ်မှာလည်းအများကြီးတက်တာတဲ့ essential ပဲသူတို့အမှန်ကန်ခေါ်မှာပေါ့ market stretch book ကိုဘယ်လိုခေါ်မလဲ rashford ရဲ့ဘက်ကလည်းသူက aston villa ဆို indian ဖြစ်နေသေးတာဒီဒါမျိုးဆိုတော့ champions league လည်းရတယ်ဗျတပတ်ကို3000 2000ခွဲလောက်လည်းတက်နိုင်နေတယ်ဗျအဲ့လိုဆိုလို့ရင် rashford ကိုဘယ်သူကဥစားပြီးခေါ်မှာတော့ rashford တွေပို့ပြီးတော့ဒါအကျိုးပြုနိုင်မယ့်ကစားသမားတွေကိုခေါ်တော့မှာပေါ့ဟုတ်တယ်မလားအဲ့လိုမျိုးဆိုတော့ rashford ကအသင်းမှာဆက်ပြီးတော့ရှိနိုင်တယ်လို့ကျွန်တော်ထင်တယ် အဲတခုရှိတာပေါ့လေအပြောင်းအရွှေ့ကာလာရောက်လို့ရှင်တော့ဘယ်တင်းနေရဲ့ဘက်ကဘလောက်ထိသာသူ့ကိုခေါ်ဖို့အတွက်ကြိုးပမ်းလာမလဲကျွန်တော်ကြည့်ရမှာပေါ့နော်ချယ်ဆီတို့ဘာလို့ကလည်းမခွန်နိုင်ဘူးလို့ပြောမရဘူးလေဟုတ်တယ်မလားဆိုတော့ left wing ကလိုနေတာဆိုတဲ့အခါကျတော့လေနော်စောင်းတော့ကျွန်တော်ကြည့်ရမှာပါစောင်းတော့ကျွန်တော်ကြည့်ရမှာပါဆိုတော့ညီကရိုနီနေရော rage boot ကိုလာမဲ့ရာသီအသင်းမှာဆက်ပြီးတော့ကစားတာမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်ကြလာဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးပါတယ်